မင်္ဂလာကပါလဲဆိုတော့ဓမ္မေတုကုသိုလ်တရားတို့၌ရောအပမာရောစအကျင့်မမိမလျော့ခြင်းဆိုတဲ့အပမာရတရားတဲ့တတိတရားပေါ့နော်အပမာရတရားနဲ့နေမယ်ဆိုလို့ရှိရင်မင်္ဂလာရှိမယ်ဒီနေ့မှာအပမာရဆိုတာဘာလို့ဆိုတော့မမိမလျော့ခြင်းတတိတရားပါပဲဘာဒီကိုမမိတာတော့ဆိုတော့ဒီမှာတော့ဓာတ်ရိုက်ပြောတာလေကုသိုလ်ကောင်းမှုတွေကိုမမေ့ရဘူးတဲ့နကုသိုလ်ကောင်းမှုကိုမမေ့ခြင်းဆိုတဲ့တတိတရားရှိရတယ် အဲ့ဒီတတိရှိရင်ဒါမင်္ဂလာပဲဒီနေ့မှဦးဇင်းတို့ဒီအပမာဒဆိုတဲ့တတိနဲ့ပတ်သက်ပြီးတော့ဟိုလောကုတ္တရာဓမ္မနယ်ပယ်ရှုတော့ကကြည့်ရင်သာအရေးတကြီးလိုအပ်တာမဟုတ်။နော်လောကီနယ်ပယ်လောကရှုတော့ကကြည့်ရင်လည်းပဲဒီမမိတ်မလျော်ခြင်းဆိုတဲ့အပမာဒတရားအလွန်တရာမှအရေးတကြီးလိုအပ်တယ်ဆိုတာထင်ရှားတယ်ပေါ့။ဘာဖြစ်လို့လဲဆိုတော့ဦးဇင်းတို့ဆိုကြပါစို့နော်လောကီတိုးတက်တဲ့ကြီးပွားတဲ့ချမ်းသာတဲ့အဆင်ပြေတဲ့ဆိုတဲ့လူတွေဟာများသောအားဖြင့် တို့ရဲ့အလုပ်ကိုတို့စိတ်ပါဝင်စားစွာဒီဇိုင်းမမမမိတ်မလျော့စူးစမ်းကြရတယ်အထောက်ကြရတယ်ဟုတ်လားအပမာဒတရားရှိတယ်တို့မှာဟုတ်လားအာမကြည့်ဘွားဘူးမချမ်းသာဘူးများသောအဖြစ်အစင်မပြေဘူးဆင်းရဲတယ် normal လေဆိုရင်များသောအဖြစ်ကတော့ကိုယ့်ရဲ့အလုပ်ကိုဒီဇိုင်းမမမလုပ်ဘူးပြင်းရည်တယ်မေ့လျော့တယ်ဟုတ်လားဒါကိုအလုပ်လို့သိပြီးတော့မတင်ဘူးပြီးတော့အပြင်းပြေအလုပ်တွေ เนาะအပြောအပါအလုပ်တွေဒါတွေကိုပဲအလုပ်ကြီးလုပ်ပြီးတော့မိမိလျော်လျော်ပေါ့ပေါ့ဆာဆာနေကြတာများတယ်အဲ့ဒါဆိုလို့ရှိရင်လောကီလိုလည်းကြီးပွားဖို့ချမ်းသာဖို့ဆိုတာမမြင်နိုင်ဟုတ်ရဲ့လားအေးဒါကြောင့်ပိတ္တပေါင်းတို့တော်ပေါင်းတို့လောကုတ္တရာနယ်ပယ်ကကြည်ရင်သာအပမာဒဟာတန်ဖိုးရှိတာမဟုတ်လောကီနယ်ပယ်ကကြည်ရင်လည်းတန်ဖိုးရှိတာပဲကိုလုပ်ရမယ့်အလုပ်လေးကိုမမေ့ဖို့မလိုဘူးလားလိုတယ်เนาะမမေ့ဖို့လိုတယ်ဟိုးဦးဇင်းတို့ဓမ္မပဒမှာဟောထားတဲ့ကာထာလေးတစ်ခုရှိတယ် အပမတ်သောပမတ်တေသူတုတ်တေသူဘဟုဇာကတော့အပလတ်သောအပလတ်တံဝတိကသောဟိတဝါယာတိသူမေရသောတဲ့အဲ့ဒီမှာမြတ်စွာဘုရားကဥပမာလေးနဲ့ပြောတယ်ဗျနော်ဘာပြောတုံးဆိုတော့ဟိုမေ့နေတဲ့လူဆိုတာမမေ့တဲ့လူနဲ့နှိုင်းစာလိုက်မယ်ဆိုလို့ရှိရင်ခိုးအဝေးကြီးမှာအရာရာပြက်ပြီးတော့ကြံနေရခဲ့မယ်တဲ့နော်အာကောင်းမောင်းတံမြင်းဟာမြင်းပိမြင်းနာကိုခြံထားပြီးတော့အဝေးကြီးကိုရောက်အောင်ပြေးသွားတယ်လို့မျိုး နှိုးချနေတဲ့လူဟာအိပ်ပျော်နေတဲ့လူကိုခြံထားခဲ့တယ်လို့မျိုးမမေ့မလျော့နေတဲ့ပုဂ္ဂိုလ်ဟာမေ့လျော့နေတဲ့တ ত্ত্ব ဝါတွေကိုဒီဆင်းရဲဒုက္ခမှာခြံထားခဲ့ပြီးတော့သူတို့ကချမ်းသာဒုက္ခတွေကိုရောက်အောင်ဉာဏ်ဉာဏ်ဆန်းဆန်းပြေးသွားနိုင်တယ်နိုင်ရှင်ပြီးတော့ဟောတာဟုတ်လားမေ့တဲ့လူနဲ့မမေ့တဲ့လူအိပ်ပျော်တဲ့လူနဲ့နှိုးတဲ့လူနော်မြင်းပိန်နဲ့အာတန်နဲ့မြင်းအဲ့ဒါလိုကြွားချားတယ်လို့မြတ်စွာဘုရားဟောဟုတ်လားမေ့နေရင်တော့ဒါမြင်းပိန်မြင်းတာပေါ့နော်ခရီးရောက်အောင်ဘေဘုံမှာရောက်အောင်သွားနိုင်မှာမဟုတ် ဟုတ်လားမေ့နေပြီဆိုရင်တော့အိပ်ပျော်နေတဲ့လူလို့ဘာအစွမ်းမှမရှိဘူး။ဒါကြောင့်မြတ်စွာဘုရားကအပမာရောအမတံပဒံပမာရောမေစုနောပဒံမမေ့ဘူးဆိုရင်တော့ရှင်းတန်တယ်။နမတေယနိဗ္ဗာန်ကိုရမယ်ပေါ့။ဟုတ်လားမေ့နေမယ်ဆိုရင်တော့ဒါသေဆုံးခြင်းနဲ့အတူတူပဲသေနေတာနဲ့အတူတူပဲဘာတုတ်တက်မှုကြီးပွားမှုမှမရှိဘူး။တနည်းအားဖြင့်လည်းပဲမေ့နေရင်တော့အဖန်ဖန်သေရလိမ့်မယ်သေခြင်းရဲ့အကြောင်း။ဟုတ်လား အလွန်မှဥရှင်တို့အခြေခံကြတဲ့ဆင်းရဲခြင်းရဲ့အကြောင်းချမ်းသာခြင်းရဲ့အကြောင်းမှာဒီပမာဒနဲ့အပမာဒဆိုတာနော်မိနေပဲဆိုရင်တော့အလွန်မှမင်္ဂလာတရားစိတ်သုံးမယ်ပေါ့မမေ့ဘူးဆိုရင်တော့အလွန်မှမင်္ဂလာတရားရှိမယ်ပေါ့ဒါကြောင့်ပြည်သူပေါင်းသူတော်ပေါင်းတို့မမေ့မလျော့မပေါ်မဆာတတိတရားနဲ့နေနိုင်ဖို့လိုတယ်ပေါ့တတိကိုမြတ်စွာဘုရားကဘလောက်ထိတန်ဖိုးထားလဲဆိုလို့ရှိရင်ဟောကုန်းတော်ဘာတွေရဲ့ခြေရာထဲမှာဆင်းခြေရာကိုအကြီးဆုံးလို့ပြောရတယ်တဲ့ ဘယ်ကုန်းတော်ရဲ့ခြေရာမျိုးကိုမဆိုချင်းခြေရာတဲကိုထည့်လိုက်ရင်အကျုံးဝင်သွားရတယ်။အဲ့ဒါလိုပဲသူတော်ကောင်းတရားမှန်လို့ရှိရင်အပမာဒတဲကိုထည့်လိုက်ရင်အကျုံးဝင်သွားတာကြီးပဲ။သူတော်ကောင်းတရားတကသူတော်ကောင်းတရားတဲမှာအပမာဒတီအလွန်ကဲဆုံးပဲအမြင့်မြတ်ဆုံးပဲလို့မြတ်စွာဘုရားဟောတယ်။ဟုတ်လား။ဦးဇင်းတို့ဆိုကြပါစို့။ဟိုအိန္ဒြေ၅ပါးဘုံ၅ပါးရှိတယ်။ဒါတို့ကြားဥပါတယ်။နော်။တတ္တာတတိဝရိယသမာဓိပညာ။အဲ့ဒီမှာဦးဇင်းတို့ တတ္တာနဲ့ပညာညီရမယ်ဟုတ်လားတရားတရားကလည်းများလွန်းလာတယ်ပညာနဲ့မထိန်းချုပ်နိုင်ဘူးသူကအစွန်းထွက်လာတယ်ရှေ့ရောက်လာတယ်ဆိုရင်များလွန်းရင်လည်းမကောင်းဘူးဆိုတဲ့အတိပဲပညာနဲ့မထိန်းချုပ်နိုင်တဲ့တရားတရားတွေအတလူလူဖြစ်တယ်ပြောသမျှယုံပြီးတော့ပညာမပါတဲ့တရားတရားဟာသူအန္တရာယ်နည်းနည်းရှိရဲ့ နော်အဲ့လိုပဲပညာကလည်းပဲတရားတရားယုံကြည်မှုမပါဘူးဆိုရင်အဲ့ဒီပညာကလည်းကောက်ကျစ်ခြင်းအစွန်းထွက်ပြီးတော့သူကလည်းအလွန်မှအန္တရာယ်ကြီးတယ်ဟုတ်လားအဲ့လိုပဲဥစဉ်တို့တမာတိနဲ့ဝရိယလည်းမျှဖို့လိုတယ်နော်တည်ငြိမ်မှုဆိုတာစူးစမ်းအထုတ်မှုဝရိယနဲ့မထိန်နိုင်မှုဆိုရင် သူကလည်းငိုက်တယ်လို့ဖြစ်ပြီးတော့လေးလံထိုင်မင်းခြင်းနဲ့ရောသွားတယ်နော်ဝရိယတရားဆိုတာလည်းပဲတော်တည်ငြိမ်မှုနဲ့မထိန်နိုင်မှုဆိုလို့ရှိရင်သူကလည်းပြန့်နှံ့ခြင်းနဲ့ရောပြီးတော့သူကလည်းသိပြီးတော့ဟို ဟိုမကောင်းတဲ့အပိုင်းရှိတယ်ပေါ့ဆိုလိုတာကတရားပညာတမာတိဝရိယတော့သူကတစ်ခုတော့တစ်ခုထိန်းနိုင်မှသူကကောင်းနေဟုတ်လားတတိကြတော့အဲ့လိုမပြောသူကတော့ဘလောက်ပဲရှိရှိကောင်းတယ်အရာခတ်သိမ်းမှတတိလိုတယ်ဟုတ်လားတတိန်စွာခါခွာဟံဘိခဝေတပတိကံပြီးဝရာမိဟုတ်လားတတိကိုအရာခတ်သိမ်းလိုတယ်လို့မြတ်စွာဘုရားဟောတယ် ်ဟုတ်လားတရားကပညာနဲ့ထိနေမှာပညာကလည်းတရားနဲ့ထိနေမှာတမာတိကလည်းဝရိယနဲ့ထိနေမှာဝရိယကလည်းတမာတိနဲ့ထိနေမှာတတိကြတော့အဲ့ဒါလို့မပါစိတ်ဝင်စားစရာမကောင်းဘူးလားအေးဒါကြောင့်တတိတရားဟာအလွန်မှတန်ဖိုးရှိတယ်ဒါကြောင့်မြတ်စွာဘုရားကဒီတတိကိုပဲဦးစားပေးပြီးတော့အမြဲတမ်းပြောသွားတာပေါ့နော်နေတိုင်းနေတိုင်းခြေစည်းအင်းမြန်မှာနော်ဝိရဓမ္မသင်္ခါရအပ္ပမဒိနာတံပါတိဋ္ဌအသင်္ခါရတရားတွေဆိုတာ ြည့်စည်ရမှာပါဘဝဆိုတာခိုင်မာတဲ့သဘောမရှိဘူးဒါကြောင့်မမိတ်မလျော့ခြင်းဆိုတဲ့တတိတရားနဲ့ငကုသူတရားတွေကိုပြည့်စုံအောင်လုပ်ပြီးတော့ချမ်းသာတဲ့ချမ်းသာမှန်ကိုရအောင်ရှာကြဖို့ဆိုပြီးတော့မြတ်စွာဘုရားတိုက်တွန်းတဲ့နေရာမှာဘယ်တရားကိုအရင်ခံပြီးတော့ပြုစရာကိစ္စတွေကိုပြည့်စုံအောင်ပြုရမှာတုံးလို့စဉ်းစားကြည့်ရင်ဘယ်တရားကိုအရင်ခံတာတတိတရားကိုအရင်ခံရဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းတော်တော်တို့မမိတ်မလျော့မပေါ်မဆန်တတိတရားရှိဖို့မလိုဘူးလားအေးဒီနေ့မှာဦးဇင်းတို့ အပမာဒဆိုတဲ့တတိတရားနောက်ကုသိုလ်ကောင်းမှုတွေကို မမေ့တာဒါနာတိလသမာဓိပညာကုသိုလ်ကောင်းမှုတွေကိုမမေ့တာဒါအပမာဒလို့လူတိုင်းနားလေတယ်ဒီနေ့မှာဦးရှင်တို့ဟိုနည်းနည်းလေးဖြည့်ရွက်ပြီးတော့ပြောကျင်တာကဘာလဲဆိုတော့ကိုယ်ခန္ဓာရဲ့သဘောတဘာဝကိုယ်ဘဝရဲ့သဘောတဘာဝအမှန်ကိုမမေ့ခြင်းဒီလေပဲအပမာဒဆိုတာလေးကိုဦးရှင်ကပြောခြင်းဟုတ်လားကိုယ်ခန္ဓာရဲ့သဘောတဘာဝအမှန်ကိုလည်းပဲမမေ့ဖို့အရေးမကြီးဘူးလားအရေးကြီးတယ် ခန္ဓာဟာဘလို့သဘောရှိလဲဘလို့သဘောရှိလဲဆိုတာကိုမမေ့တဲ့ဘူးအဲ့လို့ဆိုရင်ခန္ဓာဟာဘလို့သဘောရှိလဲလို့တစုံတယောက်ကယုတ်တရမေးခဲ့မှဆိုရင်ဒီကဓမ္မတို့အရှင်တို့ဘလို့များပြန်ဖြေပြီးတော့ယုတ်တရယုတ်တရအဲဖောက်ပြန်တတ်တဲ့သဘောရှိတယ်နောက်တစ်မျိုးပြီးတစ်မျိုးဖြစ်နေတတ်တဲ့သဘောရှိတယ်ဘယ်ဟာမှတည်မြဲတဲ့သဘောမရှိမမြဲတဲ့သဘောရှိတယ်ပေါ့ဒီခန္ဓာကိုယ်ကြီးဟာဒါကြောင့်မမြဲတဲ့အတွက်ကြောင့်ဆင်းရဲတဲ့သဘောအကောင်းသဘောမဟုတ်ဘူးပေါ့နော် ပြီးတော့အကြောင်းအကျိုးသဘောတာဖြစ်တယ်ဟုတ်လားအနတ္တ အစိုးမရမပိုင်တတဲ့သဘောတရားဖြစ်တယ်ဒါခန္ဓာရဲ့သဘောတရားပါလေအနိစ္စဒုက္ခအနတ္တဒါတွေကိုမမေ့သင့်နောက်တစ်ချက်ကဥရှင်တို့ပြောနေတာက အလွန်မှထင်ရှားပြီးတော့မမေ့ရင်အလွန်မှအကျိုးကျေးဇူးများမယ်ခန္ဓာရဲ့သဘောဝါတစ်မျိုးရှိသေးတယ်အဲ့ဒါကဘာလို့ဆိုတော့တနေ့တစ်ချိန်မှာပျက်စီးရမယ်ဆိုတဲ့သဘောဝါတေဆုံးရမယ်ဆိုတဲ့သဘောဝါနော်နတ္ထိဇာတတအမရဏံလူရင်လို့ဖြစ်လာပြီးမွေးဖွားလာပြီးဆိုရင်ဘယ်လိုလူမျိုးမဆိုမသေးဘူးဆိုတာ မရှိဘယ်လိုတတ္တဝါမှဖြစ်လာပြီဆိုရင်မပြတ်ဘူးဆိုတာမရှိအဲ့ဒီအချက်ဟာဘလို့မှညင်းလို့မရတဲ့တတ္တဝါတိုင်းအတွက်မှန်တဲ့နေရာတိုင်းအတွက်မှန်တဲ့ကာလတိုင်းအတွက်အမှန်နဲ့ဒါအမှန်တရားပဲဟုတ်လားဒီနာကလူတွေတေမှဖြစ်တယ်လို့ခုနကလူတွေလည်းတေကြမှာပါဒီအချိန်မှာဖြစ်တဲ့လူတွေမှတေတာမဟုတ်ဘူးဟိုအချိန်တုန်းကဖြစ်ခဲ့တဲ့လူတွေလည်းတေကြတာပါသူ့မှတေတာမဟုတ်ဘူးကို့မှတေတာမဟုတ်ဘူးလူတိုင်းမှတေရမှာပါမမှန်ဘူးလား မှန်တယ်နော်ဘာနဲ့မှလည်းကာဝယ်လို့မရဘူးဘလို့နီးနဲ့မှလည်းရှောင်သိမ်းလို့မရဘူးအဲ့ဒီလိုအလွန်မှမှန်ကန်ပြီးတော့အလွန်မှရိုးရှင်းတဲ့တိဖို့လည်းအလွန်မှလွယ်ကူတဲ့ဒီတည်ခြင်းတရားကိုဒကာမတို့ဦးဇင်းတို့တွေက